နံပါတ်8သိန်း30တန်မေကုန်လူတယောက်ဘယ်ချိန်မှာဘလို့တရားနဲ့ကြွတန်းဝင်ပြီဆိုတာကိုအေကန်သိတဲ့စက္ခုအမျိုးအစားသည်မြည်သည့်စက္ခု ဖြစ်ပါသနည်းလူတယောက်ဘယ်ချိန်မှာဘလို့တရားနဲ့ကြွတန်းဝင်မယ်လို့အေကန်သိတဲ့စက္ခုအမျိုးအစားသည်မြည်သည့်စက္ခု ဖြစ်ပါသနည်းစဉ်းစားပါအချင်းအကန့်အသတ်မရှိပေးပါတယ်သမီးရအကယ်၍ဒီမေကွန်းကိုဆက်ဖြေပဲလို့ရွေးချယ်ထားမယ်ဆိုရင် bonus ဘုံတို့ထပ်ပြီးတော့လောက်ပေးမှာနားသိလား 5သိန်းထပ်ပြီးတော့ထပ်ဆောင်ပေးပါမယ်ခုန4သိန်းအခု5သိန်းထပ်ပြီးတော့ပါပါမယ်ဒီချစဉ်းစားပါအဲအယောစားကြီးတယ်အယောစားကြီးတယ်အဲဆက်ဖြည့်မယ်ဆိုရင်တော့ရတဲ့အင်အားရဲ့နောက်တော့ထပ်ရမယ်ဟာတွေကများတယ်အကယ်၍မဖြည့်အဲဖြည့်လိုက်လို့မှားသွားရင်လည်းပဲရတာတွေကပလုံမယ်ဆိုတော့ရွေးချယ်ရလဲခက်ပါတယ်ဒါပေမဲ့သမီးတို့ ဟိုဒီဘုတ်တွင်ကိုအများကြီးကြေထားတဲ့သူတွေအတွက်ခက်ခဲမရှိနိုင်ဘူးလို့ဘုံကယုံကြည်ပါတယ်ဆက်လက်အဲဆက်ဖြည့်စေခြင်းပါတယ်ဆက်ဖြည့်ရင်တော့အများကြီးခွင့်ရတဲ့ဆက်ရှိမှာပေါ့နော်တမီးဆက်ဖြည့်မယ်ဆိုအဖြည့်လေးမျိုးပြတော့တမီးရွေးဖို့ခွင့်ရှိတယ်ဆက်ဖြည့်မှပြလို့ရမှာတမီး playoff stay ပြပါပြီဆက်ဖြည့်မလား ရက်နေမလားဆက်ပြေးပါမယ်ဗျာဒီတော့သမီးအဖြေလေးမျိုးကြည့်ရရအောင် A မန္တသက္ခု B ညာနသက္ခု C ဒိဗ္ဗသက္ခုနဲ့ D ဘုရားသက္ခု လူတယောက်ဘယ်အချိန်မှဘလို့တရားဖြင့်ကြွတန်းဝင်မီကိုအေကံတိတဲ့စက္ခုအမျိုးသားသည်မိသည့်စက္ခုဖြစ်ပါသည်။တမီစဉ်းစားဖို့အချိန်စက္ကန့်30စပါပြီ။ သမီးအဖြစ်ရွေးပေးပါလို့မိတ္တရခံပါတယ်ဒီဗုဒ္ဓဆက်ကိုပါဖေယလက်ခုတန်ကတေချာရဲ့လားတေချာရင်တဝက်ခွဲပေးမယ်ဒီဗုဒ္ဓဆက်ခုအဖြစ်ပြောင်းအောင်မလားပြောင်းတော့ပါဦးဖေယ30ရံမေကုန် ဘုရားဆက်ခုဆိုတဲ့အတိတ်ပဲကိုသမီးဘယ်လိုလေ့လာထားရလဲမမီလားတက်ကတော့ဒါကဒီပုဂ္ဂိုလ်တွေပဲဖြစ်ဖြစ်ပြိနိဗ္ဗာန်စံတော်မှာဆိုရင်မြတ်စွာဘုရားရှင်ကဟိုတက်ခဲ့တဲ့ပုဏ္ဏကြီးတို့ပြိနိဗ္ဗာန်စံတော်မှာကိုမြတ်စွာဘုရားရှင်ရဲ့ဘုရားစကုညင်တော်နဲ့တည်ရတဲ့ကြောင့်တရားတော်ဟောရင်ဒီလိုမပတာရပါဘူးဗျာပြည့်တော်ရင်အဖြစ်စစ်ပါမယ်ဒီမှာဗျာ စုချင်းငွေသိန်း30တန်မိကွန်ဖြစ်ပါတယ်မိကွန်လေးကလူတယောက်ဘယ်အချိန်မှာဘယ်လိုတရားနဲ့ကျွတ်တန်းဝင်မလဲဆိုတာကိုဧကံတိသောစက္ခု အမျိုးအစားသည်မြည်သည့်စက္ခု ဖြစ်ပါသည်လို့မိထားပါတယ်သမီးလေးကအဖြေကိုဒီဗုဒ္ဓစက္ခုလို့ယုံကြည်စွာနဲ့ဖြေဆိုလိုက်ပါပြီ စုချင်းငွေချက်သိန်း30တန်မေကွန်းရဲ့အဖြေမှန်ကတော့မှန်ပါရဲ့ခင်ဗျာ